မင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စက်တင်ဘာလ29ရက်နေ့နေ့လယ်ကတင်များကိုအစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့ကချင်ပြည်နယ်ဝိုင်းမုံမြို့နယ်လမြန်းကြီးရွာတို့ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းမှခမာယာ3တိရှိတရင်မှုဒုတိယဗိုလ်မှူးကြီးမှတိုက်ပွဲအတွင်းရရှိထားသောဒဏ်ရာများဖြင့်တိုက်ဆုံသွားကြောင်း KIA စီးရေးသတင်းမြစ်ကပြောဆိုပါတယ် ယမန်နေ့စက်တင်ဘာလ26ရက်နေ့ဝိုင်းမော်မြို့နယ်လမ်းမကျေးရွာတွင် KIA နှင့်စစ်တပ်အကြတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်တနိုင်းမြို့နယ်ခြေဆိုင်ခမရ38တရင်မှတရင်မှုဒုတိယဗိုလ်မှူးကြီးမှဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါဒဏ်ရာရရှိသောတရင်မှုကိုစေကူတာပေးရန်မြကြီးနာမြို့သို့ပြန်လည်တည်ဆောင်စဉ်လမ်းခရီးတွင်တည်ဆုံကြောင်းသိရပါသည်ဝိုင်းမော်လမြန်တိုက်ပွဲမှာတနိုင်းမြို့နယ်အခြေဆိုင်ခမရ38မှာတရဲမှုပြင်းထန်တဲ့ရန်ရရှိပါရယ်။အဲဒါမြကြီးနားကိုကားနဲ့သွားတဲ့လမ်းမှာပဲတိစုံသွားပါရယ်ဟု KIA စီးရေးသတင်းမြစ်ကပြောဆိုပါရယ်။ KAI ပူးပေါင်းတပ်များက2024မတ်လကစတင်ပြီးဝိုင်းဝော်မြို့နယ်အတွင်းရှိစစ်ကောင်စီကိစ္စခန်းများကိုထိုးစစ်ဆင်သိမ်းပိုက်ခဲ့ရာခလာရ58တပ်၊ဝူရမ်ပြည်သူစစ်စခန်း၊မြို့မရဲစခန်းမှလွဲ၍ဝိုင်းဝော်မြို့နယ်အတွင်းရှိစစ်စခန်းများအလုံးကိုသိမ်းပိုက်ခဲ့ကြောင်း KAI သိမ်းပိုက်ခဲ့သောစစ်စခန်းများတွင်လက်မြန်းဒေသနှင့်ဘူရန်တရှောက်မှစစ်စခန်းများလည်းပါဝင်ကြောင်းသိရပါသည်စစ်တပ်ကရခိုင်ဩဂုတ်လ20ရက်နေ့ကြော်ပိုင်းမှာစတင်ပြီးလက်မြန်းဒေသသို့ထိုးစစ်ဝင်လာကြောင်းထို့သူထိုးစစ်လာသည့်အတွက်တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုများလည်းတောက်လျှောက်ဆိုသလိုစစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ဒီဘက်ကထိုးစစ်မစင်ခင်စစ်တပ်ကအင်အားတွေဖြည့်ပြီးသူတို့စခန်းတွေပြန်ရဖို့ထိုးစစ်ဆင်လာတာခလာရ58နဲ့ဝူယန်ဂိတ်စခန်းတွေမှာသူတို့အင်အားတွေတောက်လျှောက်ဖြည့်တယ်အကြီးကဝိုင်းမော်တင်ခင်ရမှာကြောက်တော့အင်အားတိုးပြီးခြားတယ်အကြီးကကလက်မြန်းကိုသူတို့ပြန်သိမ်းချင်တော့ထိုးစစ်ဆင်နေတာဝိုင်းမော်ဘက်ကိုထိုးစစ်မစင်ခင်သူတို့လက်ဦးအောင်တိုက်တာလို့ပြောလို့ရတယ်ဟုခရိုင်ရေးစီးရေးသတင်းမြစ်ကရှင်းပြပါဗျာ စစ်တပ်ကထိုးစစ်ဆင်ခြင်း၏ရွေချက်တွင်ဝိုင်းမော်မြို့နယ်တွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ရွေချက်ရှိပုံရကြောင်းဝိုင်းမော်ဘက်သို့စစ်တပ်ကအင်အားများဖြည့်တင်းရာတွင်စစ်မှုထမ်းတပ်သားတပ်များအများပြားပါဝင်နေကြောင်းတွေ့ရကြောင်း KIA စီးရေးသတင်းမြစ်ကရှင်းပြပြောဆိုခဲ့ပါသည်ဆက်လက်ပြီးတော့ပဲခူးတိုင်းပြီးခရိုင်တဲကုန်းမြို့နယ်တွင်ကြေးရွာများကိုမိရှို့နေသောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းပြီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်363တပ်ရင်းစစ်ထောင်လမ်းရင်းနှင့်သတင်းပြကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောကြားပါသည် စက်တင်ဘာလ24ရက်နေ့နနက်9:30မိနစ်ချိန်တဲကုန်းမြို့နယ်တင့်နေတော်အုပ်စုပန်းမင်ကုန်းကြီးရွာအောင်စီတာကွက်တစ်တို့မိရှုပြီးပြန်ထွက်လာတော့စိုက်ကယ်14ကြီးပါစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ကြောင်းရင်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီကြမ်းဖက်တပ်ကလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော်လဲဒေါ်လာရင်တပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ဒေါ်လာရင်တပ်ဖွဲ့များဤမားဆွတ်တိုက်ခိုက်မှုကြောင့်တေဆုံသွားသောစစ်သားအလောင်းများနှင့်ဒဏ်ရာရရှိသူများကိုတဲကုန်းမြို့ဘက်ကကားများလာရောက်တေဆောင်သွားပြီးရွှေတောင်မြို့ကရင်တရာစေယုံသို့ပို့ဆောင်လိုက်ကြောင်းသိရပါဗျ။ အဆိုပါတိုက်ခိုက်မှုကိုဗျူဟာ21ကိုကဲမှုအောက်ရှိ363တက်ရင်တက်ခွဲငါမှရဲပေါ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့်စီရေးရှင်မြင့်တင်လာပြီးဖြစ်ပါသောကြောင့်ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းစစ်စီရေးကိစ္စခန်းများကိုရှောင်ကွင်းသွားကြပါရန်ဒေါ်လိုင်းတပ်ဖွဲ့များကမြစ်တိုင်ရက်ခန့်တီးပေးထားပါတယ်။ ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့စက်တင်ဘာလ24ရက်နေ့မှာစက်တင်ဘာလ29ရက်နေ့ထိရုရှားသို့သွားရောက်နေသည့်မင်းအောင်လိုင်ကမြန်မာနိုင်ငံတွင်နျူကလ িয়ার အခြေခံတပ်ပေါင်းမှုအခြေခံလျှက်စစ်တပ်အပေးဆက်ယုံတိစောင်းနိုင်ရေးကူညီပေးရန်ရုရှားကိုကူညီတောင်းခံသည့်အပြင်အာကာသနည်းပညာစူးစမ်းလေ့လာရေးအတွက်ဂျိုရုလူတင်ရေးကိစ္စများကိုပါရုရှားနှင့်ဆွေးနွေးခဲ့ကြောင်းသိရပါသည်။ မင်းအောင်လိုင်းက Russia Federation နိုင်ငံ State Space Corporation Roscosmos ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Baganov နဲ့စက်တင်ဘာလ26ရက်နေ့တွေ့ဆုံစဉ်အာဂါတာဆူဆန်လီလာရေးနဲ့အသုံးပြုမှုနယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်ဆိုင်ရာကိစ္စရပ်များဂျိုရုလွတ်တင်ရေးဆိုင်ရာကိစ္စများအာဂါတာညီပညာနှင့်သက်ဆိုင်သည့်ပညာတော်တင်တင်နန်းသားများဆေးလွေးဆိုင်ရာကိစ္စများနှင့်ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။ ရင်းနောက်အာဂါတာဆူဆန်လီလာရင်းနှင့်အသုံးပြုမှုနယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်များကိုရုရှားဖက်ဒရေးရှင်းနိုင်ငံ Space Bay Corporation Roscosmos ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Vakhanov နှင့်မြန်မာအာဂါတာအေဂျင်စီအမှုဆောင်ဖွဲ့ချုပ်ဒေါက်တာဆိုးမြင့်မောင်တို့ကမင်းအောင်လိုင်းရှိတွင်ပင်လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရပါသည်။ မင်းအောင်လိုင်းပြောဆိုနေသည့်နျူကလ িয়ার ဓာတ်ပေါင်းမှုတိစောက်ရေးနှင့်ဂျိုရုလွတ်တင်ရေးမှအမေရိကန်ဒေါ်လာညကနက်မှဘီလီယံအထိကုန်ကျနိုင်ပြီးလစဉ်ထိမ့်သိမ့်ကနှင့်လေပတ်ခါများမှလည်းအမေရိကန်ဒေါ်လာတန်းစက္ကန့်ချီရှိကြောင်းနိုင်ငံတကာတွက်ချက်ထားသောကုန်ကျစရိတ်စင်းများရသိရပါသည်မင်းအောင်နိုင်ကမြန်မာနိုင်ငံနဲ့ရုရှား၏အကူအညီဖြင့်မဂါဝတ်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းမှုတိစောက်လိုပြီးယင်းနျူကလ িয়ার ဓာတ်ပေါင်းမှုကိုမဂါဝတ်330အထိတိုးချဲ့တိစောက်ရန်နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးထားပါသည်။ မဂါဝတ်130နျူကလ িয়ার သေးစတဲ့ပေါင်းဖို့တခုတည်းတည်ဆောက်ရေးမှာအနည်းဆုံး American Dollar တန်ရာချီမှာ1ဘီလီယံခွဲကုန်ကြပြီးလာစဉ်ထိမ့်သိမ်းခါလည်းပတ်မှုဒေါ်လာ2တန်းထက်ရှိနေကြောင်းနိုင်ငံတကာတွက်ချက်ထားသောကိန်းဂဏန်းချက်လက်များရသိရပါတယ်။ယင်းပြင်အကသထဲသို့ဂျူဒူးလူတွင်ရေးမှာလည်း American Dollar တန်း10ခန်းမှာရာချီထိကုန်ကြကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့သကိုင်းတိုင်းကက်မလူမျိုးနယ်တွင်အကြံဖက်စစ်တပ်တဆွဲထားသောနေရာကို drone ဖြင့်ပုံကျခဲ့ကြောင်း Air Force 1ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရသည်။ စက်တင်ဘာလ25ရက်နေ့တွင်ကမ်ဘလူးမြို့နယ်ရွှေဘိုမြေကြီးနားလမ်းပိုင်းရှိငပြောတိုင်ရွာတွင်အထိုင်းချတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကို Air Force 1ဖွဲ့က drone ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ရင်တက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒိဆုံမှုရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲဒေါ်လာရင်တပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။အဲ့နေရာမှာစစ်ကွေးအင်အားတရာလောက်ရှိမယ်။စစ်ကွေးတည်ခြင်းကတော့ကျွန်တော်တို့ဆက်လက်ဆောင်ဆဲနေစေပါအတိအကျမသိနိုင်ဘူး။ခမန်းဖို့ကိုခံနေတယ်။ drone နှစ်စီးနဲ့ကြဲချတိုက်ခတ်ခဲ့တာပါ။ တစည်းပြတ်ကျသွားတာပါကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု Air Force 1မှတာဝန်ရှိသူကပြောဆိုပါတယ်ရဲတိုက်ခိုက်မှုတွင်ဒေါ်လာရင်းတပ်ဖွဲ့ပြန်ဘက်မှငွေကြေးတင်း900တန်ဖိုးရှိ drone တစ်စီးဆုံးရှုံးခဲ့ပြီးဒေါ်လာရင်းပြည်သူများပူးပေါင်းပါဝင်လူဒဏ်ပေးကြရန် Air Force 1ကလည်းမြစ်တာရက်ခံထားပါတယ်အလားတူသခိုင်းတိုင်းဆလင်းကြီးမြို့မှာရဲစခန်းနှင့်စစ်တပ်ထိုင်းခြားတပ်ဆွဲထားသောနေရာများကိုလည်း drone ဖြင့်ပုံကျက်တိုက်ခိုက်ခဲ့ကြောင်းဆလင်းကြီးမြို့နယ်လက်ယုံတပ်ပကဖာမှတာဝန်ရှိသူတို့ကပြောဆိုပါရသည် စက်တင်ဘာလ24ရက်နေ့တွင်ဆလင်းကြီးမြို့မှရဲစခန်းနှင့်အကြံဖက်စစ်တပ်အထိုင်းခြားတပ်ဆွဲထားသောနေရာကိုတော်လိုင်းရဲဘော်များကဒရုန်းဖြင့်ပုံကျတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်ကြံဖက်စစ်တပ်ဘက်မှထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ဘုံဒီ၃လုံးခြားတိုက်ခတ်ခဲ့တာပါ။ဒဏ်ရာရတဲ့သူအများပြားရှိပါသည်။တိစုံစင်းတော့မသိရဘူး။ဘုံ၃လုံးနဲ့စခန်းတွင်တစ်လုံးကျရောက်ပြီးတစ်လုံးကတော့ဘန်ကာအနီးကျရောက်ပတ်ခွဲခဲ့တယ်။ ကျွန်တော်တို့တိုက်ခိုက်မှုပြီးမှဆလင်ကြီးမြို့နယ်စစ်ခွေးတွေကကင်းပတ်ထွက်တာတွေလှုပ်ဆောင်နေပါတယ်။ပြည်သူတွေကိုတော့စစ်ခွေးတွေအနီမသွားကြဖို့နဲ့တရားမဝင်ယူကပွဲဟာထွက်ပေါက်မဟုတ်ပဲထောင်ချောက်တာဖြစ်တယ်လို့ပြည်သူတွေကိုအသိပေးပြောကြားချင်ပါတယ်ဟုဆလင်ကြီးမြို့နယ်လက်ရုံတပ်ဘက်ကဖာမာတာဝန်ရှိသူကပြောဆိုပါတယ်။ဆက်လက်ပြီးတော့မန္တလေးတိုင်းမြင်းကျန်မြို့အထက်ကသုံးကျောင်းမှာစေကျော်တပ်အရွယ်ကလေးငယ်ခုနှစ်ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းမြင်းကျန်လူထုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ စက်တင်ဘာလ9ရက်နေ့တွင်မြင်းကြံမြို့နယ်ကံရွာလန်ခွဲရှိအကျံဖက်စစ်တပ်စစ်စီရေးဂိတ်မှစစ်သားများကမြင်းကြံမြို့အထက်ကသုံးကျောင်းမှာအသက်73နှစ်အရွယ်ကလေးငယ်တဦးပါဝင်ခုနှစ်ဦးကိုပေါ်တာဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ယင်းကလေးငယ်ခုနှစ်ဦးသည်မြင်းကြံမြို့ဝရနေထိုင်သူများဖြစ်ပြီးအသက်73နှစ်အရွယ်ကလေးငယ်တဦးကိုသာအကျံဖက်စစ်တပ်၏ခမရ15တပ်ရင်းကပြန်လွှတ်ပေးပြီးကျန်ကလေးငယ်6ဦးကိုလက်ရှိချိန်ထိဆက်လက်ဖမ်းဆီးထားကမြင်းဒီနေရာသို့ပို့ဆောင်သည်ကိုမသိရကြောင်းသိရပါသည်။ မြင်းချက်မျိုးနဲ့ကံရလွမ်းခွဲမှာရှိတဲ့စစ်ခွေးစစ်စီရေးဂိတ်ကခလင်းငယ်၆ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတာဖမ်းဆီးခံရတဲ့ခလင်းငယ်တွေက73နှစ်ရွယ်လေးကိုတော့စက်တင်ဘာလ22ရက်နေ့ကပြန်လွှတ်ပေးတယ်လို့သိရတယ်သူတို့တွေကိုဘယ်မှာဖမ်းထားလဲဆိုတာတော့မသိရသေးဘူးဟုမြင်းချန်လူလူလှုပ်ရှားရေးကော်မတီမှတာဝန်ရှိသူကပြောဆိုပါတယ်။ အကြံဖက်စစ်တပ်သည်စစ်မှုထမ်းတပ်သားတွေများစုဆောင်းနိုင်ခြင်းမရှိသောကြောင့်လမ်းသွားလမ်းလာလူငယ်များပါဝင်နေအိမ်တွေထိပေါ်တာဆွဲဖမ်းဆီးခြင်းများလုပ်ဆောင်နေပြီးအကြံဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများကလည်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးငွေကြေးတင်ရချီပြင်းရောင်းချမှုများပါကျူးလွန်နေကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်မှ9ဦးသေဆုံးခဲ့ကြောင်း KNU ဗိတ်တော်ဝဲခရိုင်ကထုတ်ပြန်ထားပါသည်။ စက်တင်ဘာလ25ရက်နေ့နနက်6နာရီခန့်တွင်တနင်္သာရီမြို့နယ်ရှမ်းအင်းတော်ကျေးရွာအနီးတွင်အကြမ်းဖက်စစ်တပ်နှင့်တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါသည်ထိုတိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးက10ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။အဆိုပါတိုက်ပွဲကို KNL ၊ကရင်မျိုးသားလူမျိုးရေးတပ်မတော်တပ်မဟာလေးလက်အောက်ခံတရင်စစ်တပ်နှင့်တော်လိုင်းပူပေါင်းတပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ အလားတူစက်တင်ဘာလ18ရက်နေ့ကလည်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာမောင်တော်နယ်ဆက်ကုံသွေးလမ်းပိုင်းရှိသိန်းခွန်ကြီးရွာအနီးတွင်လည်းအကြံဖက်စစ်တပ်နှင့် KNL ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာလေးလက်အောက်ခံတရင်စစ်တပ်နှင့်တော်လိုင်းဘူအောင်တပ်ဖွဲ့များကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီးစစ်သား2ဦးသေဆုံးကတနက်နက်လက်သိမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်။ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆယ်စီယုံဟောပြောရာတွင်စစ်တပ်ပြုတ်ွယ်ရွေးနှင့်စစ်တပ်၏ဂုံတိုက်ခထိခိုက်စေမှုများမလုံဆောင်ရနှင့်လိုက်နာရမည့်အချက်၉ချက်ကိုစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတားမြစ်ထုတ်ပြန်ထားပါသည်။အကြမ်းဖက်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ၂၅ရက်နေ့တွင်နိုင်ငံရေးပါတီများအတွက်ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြောတင်ပြခွင့်လိုက်နာရမည့်စီမံစည်းကမ်းများကိုထုတ်ပြန်ရာတွင်ရင်းကဲ့သို့ကန့်သက်တားမြစ်ချက်များကိုထုတ်ပြန်လာခြင်းဖြစ်ပါသည်။ နိုင်ငံရေးပါတီများအနေဖြင့်ဟောပြောတင်ပြရာတွင်ပြည်တော်စုမပြုတ်ခဲ့ရေးတိုင်းသားစီလုံးညီညွတ်မှုမပြုတ်ခဲ့ရေးနှင့်အချုပ်ချာအာဏာဒီနက်ခိုင်မြဲရေးတို့ကိုထိခိုက်စေမည်ဟောပြောမှုများမပြုတ်လို့ရန်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့်အေဂျင့်တာယာရေးကိုထိခိုက်စေမည်ဟောပြောမှုများမပြုတ်လို့ရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တိစောက်ဆဲဥပဒေများကိုလေးစားလိုက်နိုင်မှုမရှိသောဟောပြောမှုများမပြုတ်လို့ရန်နိုင်ငံတော်အားကြီးညိုပြက်စေရင်သူမဟုတ်ဂုံတိတ်ကထိပါစေရန်ဟောပြောမှုများမပြုတ်လို့ရန်တားမြစ်ထားပါသည် ထို့ပြင်စစ်တပ်ပြုတ်ကွဲရေးဖြစ်ပေါ်လာစေရန်သို့မဟုတ်စစ်တပ်ဤဂုံတိုက်ခါကိုထိခိုက်စေရန်ဟောပြောခြင်းမှမပြုလုပ်ရန်လူမျိုးရေးဘာသာရေးနှင့်လူအများနှင့်ပတ်သက်၍ပဋိပက္ခဖြစ်ပေါ်နိုင်စေသည့်တိုက်ခါနှင့်ကိုကျင့်တရားထိခိုက်စေနိုင်သည့်ဟောပြောမှုများစီလုံးလုံးစုံမှုများမပြုလုပ်ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးစားပြုသောဟောပြောမှုများမပြုလုပ်ရန်ပညာသင်ကြားခြင်းကိုထိခိုက်ပျက်ပြားစေရန်သွေးထွက်လုံဆောင်ဟောပြောမှုများမပြုလုပ်ရန်နိုင်ငံဝန်ထမ်းများရင်းတို့ဤတာဝန်ကိုကျေပြွန်စွာမထမ်းဆောင်စေနိုင်ရန်သို့မဟုတ်အစိုးရကိုဆန့်ကျင်ဆန္ဒပြစေရန်သွေးထွက်လုံဆောင်ဟောပြောမှုများမပြုလုပ်ရန်တားမြစ်ထားပါသည် စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီများ၏ဟောပြောစည်းရုံးမှုစာမှုများကိုစီစဉ်မည်ဖြစ်ပြီးပြင်ဆင်ရေးသားစေခြင်းခွင့်ပြုမိန့်ထုတ်ပေးခြင်းများကိုဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့ပဲခူးတိုင်းအနောက်ခြမ်းတဲကုံမြို့နယ်တွင်ရဲဒုတက်ချက်လင်းအောင်နှင့်ရဲတပ်သားလှဖုံမြင့်တို့စကားများရန်ဖြစ်ရာမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးဒုရဲတပ်ချက်လင်းအောင်တေဆုံသွားကြောင်းတဲကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါသည်။ စက်တင်ဘာလ18ရက်နေ့ည9:00နာရီချိန်တဲကုန်းမြို့နယ်ရဲစခန်းတွင်ဒုတက်ကျလင်းအောင်နှင့်တပ်သားလှပုံမြင့်တို့စကားများရန်ဖြစ်ပြီးယင်းနောက်ရဲဒုတက်ကျလင်းအောင်ကလက်နက်ဖြင့်စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးလှပုံမြင့်ကပြန်လည်ပစ်ခတ်ရာတွင်လင်းအောင်နေရာတွင်ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းတိခဲ့သူတတလှဖုံမြင့်သည်ထွက်ပြေးခဲ့ရာတဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကအကူအညီကယ်ဆယ်ထားကြောင်းသိရပါဗျ။ပြစ်ခတ်တဲ့ရဲတတလှဖုံမြင့်ကိုကျွန်တော်တို့တဲကုန်းပကဖကအဖွဲ့ကအကူအညီကယ်ဆယ်ထိန်းသိမ်းထားပါတယ်ဟုတဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မှတာဝန်ရှိသူကရှင်းပြပါဗျ။ ထို့ကဲ့သို့တဲကုန်းမြို့နယ်ရဲစခန်းတွင်ပြစ်ခတ်မှုဖြစ်ပွားစဉ်ရဲစခန်းအနီးရပ်ကွက်တွင်နေထိုင်သောအသက်80ရွယ်အဖွားနှစ်ဦးသည်နှလုံးရက်ကတိတ်ဆုံးခဲ့ကြောင်းတည်ဆုံသွားသူအဖွားနှစ်ဦးမှာအသက်80ကျော်အဖွားဒေါ်အေးတန်းနှင့်ဒေါ်ရင်ကျူတို့နှစ်ဦးဖြစ်ပြီးနှလုံးရက်တည်ဆုံသွားခဲ့ကြောင်းသိရပါသည်။စက်တင်ဘာလ19ရက်နေ့မိုးလယ်ပိုင်းချိန်နှလုံးရက်ရွေတည်ဆုံခဲ့သောအဖွားနှစ်ဦးကိုနိုင်ရည်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ဒီကနေ့မှတည်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။